ရန်ကုန်စေယုံကြီးမှာစေကုသမှုခံယူနေရတဲ့ဝင်းရံပြည်သူဦးမြကြီးရဲ့အာမခံကိုခရိုင်တရားရုံးကိုတင်ထားတာကြောင့်တာယာရီမြို့နယ်တရားသူကြီးကစစ်ဆေးမှုမပြုလုပ်ခဲ့ပဲရုံးကျင်းသာထပ်မံချင်းဆိုခဲ့ပါတယ်ရုံးထုတ်စစ်ဆေးမှုမှာဘာကတအကြောင်းသားခေါင်းဆောင်တွေကအခုအစိုးရအနေနဲ့တက်ကြွလှုပ်ရှားသူတွေကိုအမှုဟောင်းနေနဲ့ထပ်ပြီးတရားစွဲတာနိုင်ငံရေးအကျဉ်းသားတွေကိုမလွတ်ပေးတာတွေဟာ ဒီမိုကရေစီကိုမလိုလားတယ်လို့ဖြစ်နေတယ်လို့သုံးသပ်ပြောဆိုခဲ့ပါတယ်ကျွန်တော်အခုအမှုတွေကတော့ကျွန်တော်တို့စတိုက်ဒီပုံမှန် session နဲ့ပတ်သက်ပြီးတော့အမှုတွေကတော့အများကြီးပဲတက်နေတယ်။အဲ့ဒီအမှုတက်နေတဲ့ကိစ္စကလည်းကျမတို့တွေမဟုတ်ဘူး။ဟိုတခြားသောဟိုကျမတို့ကတော့အကြီးကပေါ့ဖန်တီထိန်ထိန်ထားပြီးသားသူတွေပေါ့ပါပုံမှန် session ချက်တက်တာကတော့ပို့ပြီးတော့တိတာထင်ရှားတယ်လို့ဖြစ်နေတယ်။အဲ့ဒီအပြင်ကိုနိုင်ငံချင်းသားအဲတက်မှတ်လို့နိုင်ငံချင်းသားတို့တက်မှတ်လို့ရတယ်တက်ကြလို့ရှားမှုနဲ့ဖန်တီတရားဆွဲဆိုမှုတွေကလည်းအခုချိန်အထိဆက်ပြီးတော့ရှိနေတုန်းဆိုတာကိုကြည့်ချင်းအပြင်ဦးသိန်းစိန်အစိုးရကတက်ကြလို့ရှားသူတွေရဲ့အပေါ်မှာဟိုတကယ်တမ်းတိုင်းပြည်အတွက က်တိုင်းပြည်ကြိုးစည်းပွားကိုကူညီနေတဲ့လူတွေလို့မမြင်မဲ့နဲ့ဟိုဆိုးရရဲ့ရန်သူတဖွဲ့ပေါ့တိတ်တိတ်ဆိုးရရဲ့ရန်သူတဖွဲ့ပဲပြုမှုနေတော့မယ်ကျမတို့ကိုဖမ်းဆီးထိမ့်သိမ်းနှိပ်ကုပ်မှုတွေဆက်ပြီးတော့လုံနေတုံးပဲဆိုတာကိုမြင်ရပါတယ်ဒါကြောင့်မလို့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုဦးတိတ်ဆိတ်ဆိုးရကမလိုလားတုံးပဲလို့တော့ကျမတို့ကမြင်ပါတယ်ရှင့်တရားတစ်ခုကတော့ဒီမိုကရေစီနိုင်ငံတစ်ခုလို့နာမည်ခံထားပြောရရင်တော့ဟိုတကယ်နှစ်တာရရကူးပြောင်းဖို့လိုရတာပေါ့ဟိုနာမည်ခံကူးပြောင်းဖို့တက်တက်လဲဆိုရင်တော့ဟို ိတ်ပြောစရာမရှိဘူးနာမည်ကောင်ကူးပြောင်းရင်လည်းဆန္ဒရှိတဲ့လူတွေအတွက်ဆိုကျွန်တော်တိတ်ပြောစရာမရှိဘူးဗျာဒါပေမဲ့တကယ်ကူးပြောင်းရင်လည်းဆန္ဒရှိတယ်ဆိုရင်တော့ဟိုနိုင်ငံချင်းသားတွေဒီမိုကရေစီတို့လူ့ခွင့်ရေးတို့လူ့လူ့ရန်သားခွင့်ရေးတွေတိုက်လုံးကန်နေတဲ့လူတွေကိုလူထောင်ထဲမှာထားတာလက်တွေ့အားပြောမယ်ဆိုရင်ဒီမိုကရေစီကတည်းကရှင်းတော့မညီမှုပဲဖြစ်တယ်ဒီမိုကရေစီကမဟုတ်ဘူးဆိုတော့အဲ့ဒါနဲ့ပြနေတာဖြစ်တယ်ဗျာလူ့လက်သားဆန္ဒထုတ်ပုံပိုင်းပုံမှန်၁၈ပြေပါဗျာတနင်္ဂနွေမှာဆွဲနေတာများကျွန်တော်တို့ဆိုလည်းအများကြီးဆွဲခံရတာလူ့လက်သားဆန္ဒထုတ်ပုံပိုင်းဝင်ဟာလူ့ခွင့်ရေးရထားတဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ခွင့်ရေးဗျာ ကိုပိုင်ခွင့်ကိုချိုးပေါ့ပြီကျွန်တော်တို့ကတရားစွဲခံနေရတဲ့အားကြီးဖြစ်တာပေါ့လေအဲ့တော့ဒီဥပဒေအရကိုတနင်္ဂနွေလုံးမှာပဲဥပမာဆက်ရှင်နဲ့ပတ်သက်စွဲတဲ့ပုံမှန်တွေအများကြီးပဲဗျာဥပဒေတခုကဟိုအမှန်တရားပါအောင်မယ်လူများစုလိုက်ရရင်ကျသုံးနိုင်ရမယ်ပုံစံရှိရမယ်ဗျာအဲ့တော့အခုဒီမှာဆိုကျွန်တော်တို့ပြီးခဲ့တဲ့ဟိုဒီဥပဒေအရအဲ့ဒါမှအမှန်တရားလို့ဖြစ်မှာပေါ့လက်ရှိမှာဒီမိုကရေစီပညာရေးပင်မသပိတ်စစ်တောင်းကဖမ်းဆီးခံကြောင်းသားတွေနဲ့ဝင်းရံပြည်သူ၅ဦးဟာရန်ကုန်စေးရုံကြီးမှာစေကုသမှုခံယူနေရပါတယ်ဖန်ဆင်းခံចောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကိုပြစ်မှုပုံမှန်143 145 140ခေါ် 905ခါခွဲရုံးနဲ့တရားစွဲဆိုထားတာဖြစ်ပြီးအာမခံရယူထားသူစေကုသနေသူတွေအပါအဝင်အမှုရင်ဆိုင်နေရသူ80ဦးရှိပါတယ်။ဒါအပြင်အမှုစစ်ဆေးမှုဟာလည်း6လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။